မရင်းချင်းတဲ့ကောင်မရင်းသမားကလေးမရင်းသမား၃ယောက်ရဲ့မိပါတယ်ကိုကျွန်တော်မိပါမယ်ခင်ဗျားတို့တော့ညှိလို့ပြောတာပါခင်ဗျားသမီးကိုတယောက်ကမရင်းချင်းခင်ဗျားတို့ပတ်စံပေးကြီးပါလားသူသမီးတယောက်ရဲ့ဂုံသိက္ခာကလေးငယ်တယောက်ရဲ့မိန်းကလေးတယောက်ရဲ့ဂုံသိက္ခာသိ900ပေးကြီးလို့ရပါလား အားလုံးပဲမင်္ဂလာပါရှင်ဇွန်လရဲ့ YouTube Channel လေးရနေပြန်လဲကြိုဆိုလိုက်ပါရရှင်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီမကွေးတိုင်းစလင်းမျိုးနယ်မှာဖြစ်သွားတယ်နော်ဒီစေတန်းចောင်းသူလေးကိုဒီစနတန်းចောင်းသားတွေကနော်အုပ်စုဖွဲ့ပြီးတော့ဒါမတိန်ကျင်းတဲ့ဗီဒီယို file လေးကိုလည်းဒါအားလုံးကသိကြမှာပါရှင်ဒီစနတန်းចောင်းသားတွေကနော်ဘလောက်တောင်မှမိုင်ရိုင်းလဲဆိုလို့ရှင်နော်ဒီလိုမျိုးမတိန်ကျင်းတဲ့အပြင်ကိုဗီဒီယိုရိုက်ပြီးတော့ကိုသူတို့က Telegram မှာပါတင်ထားတယ်နော်နောက်ပြီးတော့ဒီကျူးလွန်တဲ့កောင်လေးတွေမိခင်ရလဲနော်ဒီកောင်မလေးကို3900ပေးပြီးတော့ကြည်ရီးဘူးလဲပြောသေးရရှင် ာသမီချင်းကိုချင်းမဆာနော်အဲ့ဒီနေရာမှာသူတို့ရဲ့တာသမီဆိုလို့ရှင်သူတို့ဘယ်လိုမျိုးနေမလဲနော်ဒါကတရားရဲ့လားနော်သူတို့ရဲ့လုပ်ရက်တီကဒါလုံးဝကိုမတရားဘူးရှင်ထိရောက်စွာကိုအရေးယူရမယ်နော်စနတန်းចောင်းသားတယ်เนาะသူတို့ရဲ့နှစ်ထင်းထဲမှာစာចောင်းပေចောင်းမဟုတ်ပဲねเนาะတုပ်ပိုးတွေပဲနှစ်ထင်းထဲရောက်နေလားမသိဘူးရှင့်သူတို့ကြည့်တော့စနတန်းចောင်းသားတယ်เนาะတော်တော်လေးကိုဒါရုပ်မာတယ်ရှင့်ចောင်းသားတယောက်ဖြစ်ပြီးတော့เนาะတော်တော်လေးကိုအောက်တန်းကြောက်ပြီးတော့ဒါလူမဆန်တဲ့လုပ်ရပဲရှင့်ဒီလူမျိုးလုပ်ရကိုเนาะထိရောက်စွာအရေးယူရမယ်ရှင့်ဒါမှနောက်ထပ်ကလေးတွေဒီလူမျိုးမလုပ်ရ ရဲမှာနော်ဒီဗီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့ပြောပြလာတဲ့ဒီအကိုရဲ့ဗီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်ဆလင်းဘက်မှာဖြစ်သွားတဲ့ကိစ္စပါဒါလည်းကျွန်တော်တော်တော်လေးတော့ရင်းနေမှာမကောင်းပါဘူးခလီးတွေတွေ့ရင်းနေမကောင်းဘူးခလီးမတွေတွေ့ရင်းနေမကောင်းဘူးအဲ့ဒါဘာလဲဆိုတော့မွေးရည်ကြီးဆလင်းမျိုးနေပေါ့နော်ဆလင်းမျိုးနေမှာရှိတဲ့အာအမှတ်တချင်းကမြတ်တန်းချောင်းချောင်းမှာရှိတဲ့ဒီ great dam ပေါ့နော် great dam မှာကျောင်းတန်တဲ့ကျောင်းသူတဦးကိုတဲ့သူ့ရဲ့သူနဲ့နီးနီးဆက်ဆံနေတဲ့မျိုးသားကောင်းလေး great dam ကျောင်းသားနဲ့သူ့ရဲ့တငယ်ချင်း၃ဦးက မွေးနေဝဲဆိုပြီးတော့ခေါ်သွားပြီးတော့မွေးနေဝဲဆိုနေရာတစ်ခုခေါ်ရတယ်ပေါ့အသေးစိတ်မပြောလို့ပေါ့မွေးနေဝဲဆိုတဲ့နေရာခေါ်ရတယ်ခေါ်သွားလိုက်ပြီဟိုလက်ရောက်တော့တငယ်ချင်းနဲ့သူ့ဒီကောင်မလေးကိုသူ့မိသားလိုမျိုးနေတဲ့သူ့ရဲ့ကောင်လေးနဲ့သူ့ရဲ့တငယ်ချင်းအုပ်စုကအုပ်စုဖွဲ့ပြီးတော့မရင်းချင်တယ်အဲ့ဒါမှချင်တယ်ကြည့်ပြီးတော့ဗီဒီယိုရိုက်တယ်ရိုက်ပြီးတော့ Telegram မှာပြန်ဖြန့်တယ်ဖြန့်လိုက်တော့အဲ့ဒါကြီးကအခုအရှက်ကွဲအရှက်ကွဲကျိုးနေဖြစ်ကုန်တော့ဗျမိဘတွေကတီးတော့နောက်ဒီဟာတွေပြက်လာတဲ့ခါတော့မိသားစုတီးတော့စိတ်တွေစိုးကြတာပေါ့ ဲ့ဖြစ်စဉ်ကပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့မှာဖြစ်တယ်အောက်တိုဘာ23ရက်နေ့ကဆလင်းမြို့ TG ဖျားနာမှာဖြစ်သွားစဉ်းစားကြည့်ဗျာ grade 12 grade 12 grade 12ဆိုတာဘာမှမရှိဘူးကိုဆယ်ကျော်တက်အောင် grade 12ဆယ်ကျော်တက်အောင်ဒီ16စက္ကန့်ဒါပဲရှိမှာအသက်မပြည့်သေးဘူးဗျာပြောအဲ့တော့ဒီရွယ်လေးတွေကဒီလိုလုပ်တယ်ဆိုတာကတော်တော်တော့ဟိုစိုးရပြန်နော်ဒီဒီ grade 12ကျောင်းသားကသူလုတ်တယ်ဆိုတာကစဉ်းစားကြည့်သူရီးသားကိုသူကလည်းအရမ်းချင်တယ်သူတကယ်ချင်းနေအောင်လို့ပေါ့ပြီးတော့အရမ်းချင်တဲ့ဗီဒီယိုရိုက်တယ် ပြီးတော့အဲ့ဒါယူ online ပေါ် Telegram တင်နေဆိုတော့အဲ့ဒီကလေးတွေကဗီဇဘလို့ဗီဇလဲပေါ့နော်ဆိုတော့ glow ဆိုတော့အဲ့ကလေးတွေကိုစလင်းရင်းစကမှာဖန်ဆီထင်းသိမ်းထားတယ်တဲ့နော်ဖန်ဆီထင်းသိမ်းထားတယ်တိုင်းထင်းသိမ်းထားပြီးတော့ရှင်းပြတော့ထင်းသိမ်းထားပြီးတော့ဒါတို့သက်ဆိုင်ရာတာဝန်ရှိသူတွေကလေးတွေကထင်းသိမ်းစနာပို့မလားဘာဆက်ဖြစ်လို့မသိဘူးအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့ရှင်လဲကလေး၃ယောက်ကအခုကျူးလွန်သူចောင်းသား၃ယောက်ရဲ့မိဘတွေကနေပြီးတော့ကျူးလွန်ခံရတဲ့ main ကလေးရဲ့မိဘတွေမိသားစုကိုဆက်သွယ်ငွေကြေးပေးပြီးတော့ကြေးပြီးတော့ညှိနှိုင်းတဲ့3000လောက်ပေးပြီးတော့ ညှိနှိုင်းနေပေါ့နော်သိန်း900လောက်ပေးမယ်ပေါ့ဆိုပြီးတော့ညှိနှိုင်းနေကြေးပေးဖို့ဆိုတော့ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်အမျိုးသမီးတယောက်ရဲ့ဂုဏ်သိက္ခာကလေးငယ်တယောက်ရဲ့မိန်းကလေးတယောက်ရဲ့ဂုဏ်သိက္ခာသိန်း900ပေးကြေးလို့ရမလားပတ်စံပေးကြေးလို့ရလားဒါဂုဏ်သိက္ခာနဲ့ဆိုင်တယ်အဲ့တော့ပြီးတော့ခုနကမိသားစုတွေကအရင်ညှိနှိုင်းနေဆိုတော့ကောင်းပါပြီကျွန်တော်ရိုးရိုးလေးမပြောပါဘူးအဲ့ဒီခုနမရင်းချင်းတဲ့ကောင်မရင်းသမားကလေးမရင်းသမား၃ယောက်ရဲ့မိဘတွေကိုကျွန်တော်မိပါမယ်ခင်ဗျားတို့တော့ညှိလို့ပြောတာပါခင်ဗျားသမီးကိုတယောက်ကမရင်းချင်းခင်ဗျားတို့ပတ်စံပေးကြေးမှာ တရားစင်နာနော်ဒီတိစာလုတ်တင်လားမလုတ်တင်လားဆိုရဲစင်စားစင်ချင်တော့တရားနဲ့စင်စားကြည့်ရင်တော့ဟုတ်တယ်နော်သာသမီချင်းကိုချင်းစာရမယ်ရှင်အဲ့ဒီနေရာမှာသူသာသမီဆိုလို့ရှင်သူဘယ်လိုမျိုးခံစားရမလဲနော်ဖြစ်လို့ရပါတယ်ဗီဒီယိုရိုက်ပြီး Telegram ပေါ်တင်နေအထည်ရတော့မရိုင်းနေလို့ခေါ်တယ်မရိုင်းနေလို့ခေါ်တယ်ကလေးတွေကလူငယ်တဘောကဘလူးဘလူးနေကြမယ်အခုနောက်ပိုင်းကလေးတွေဆက်ကြောတကလေးတွေ73 74တော့ရည်စားရထားကြဆက်73တော့ရည်စားရကြတယ်ဟိုတယ်သွားတယ်အသက်မပြည့်သေးလေတွေ့ရအိမ်ငွေချင်းအိမ်တယောက်အိမ်မှာ အတော့ပြည်သူလေဟိုဖြစ်ကြတယ်ပေါ့ဗျာဒါလူငယ်တော့ထိတွေ့မှုခန္ဓာကိုယ်ထိတွေ့မှုရစိတ်ကစားရဖြစ်ကြတာရှိတယ်ဒါပေမဲ့ဖြစ်လို့ရအားကြောင့်မလို့ပြောရနော်အမိရုပ်တော့နှုတ်ချမ်းနဲ့အဖရုပ်တော့ကုသယံနဲ့နော်အဲ့ဒီစကားကဒီလိုမျိုးကလေးတွေကိုပြောတာဖြစ်မယ်နော်ဒါပေမဲ့ဖြစ်လို့ရဖြစ်တာကိုတော့လက်မခံဘူးဒါပေမဲ့ဖြစ်တာကိုလက်မခံတာတော့ဖြစ်တာကိုဘယ်လိုမှမတတ်တာဘူးတိုးတော့အဲ့ဒါဗီဒီယိုရိုက်တယ်တယောက်တည်းကလုပ်တာလည်းမဟုတ်ဘူးအုပ်စုဖွဲ့ပြီးတော့မရင်းချင်တယ်အထမကျင်တယ်ဗီဒီယိုရိုက်တယ်ပြီးတော့ Telegram ကိုပြတ်တင်တယ် ဒါကကြတော့ခင်ဗျာဒီ great trail ဆိုရကျောင်းသားပြေတယောက်ရဲ့အုံနောက်နေတော့မမီတော့တဲ့ကိစ္စမျိုးကြီးပဲအဲ့ဒီအုံနောက်ကဘလို့အုံနောက်မျိုးစားလဲဘလို့စိတ်ကူးလို့လဲဆိုတော့ကျွန်တော်စဉ်းစားလို့မရအောင်ဒါအောင်ကျွန်တော်ရှုတ်ချပါတယ်လုံးဝတော့ပြောရအောင်အဲ့တော့ကြေးဖို့ညှိနှိုင်းတဲ့မိဘတွေကိုလည်းကျွန်တော်ပို့ဝင်နေမိပါမယ်ကိုချင်းစာတွေထားပါအဲ့ကလေးတွေကိုသားသမီးကိုဆုံးပါပါမိမဆုံးမှဖာမဆုံးမှသားသမီးဖြစ်သွားတယ်ဆိုတော့ကျွန်တော်တီးဖို့လုပ်တယ်ပြီးတော့ထောက်စုဖွဲ့ပြီးလုပ်တာဒါမှရိုင်းတယ်လို့ခေါ်တယ်မှရိုင်းတယ်ခေါ်တယ်နော်ဒါပြီးတော့မိန်းကလေးတယောက်ကဘဝကန်းကောင်းအောင်ညှိုးလုပ်ပြတာဒါမှမလုပ်ရဘူးမျိုးသမီးတယောက်ကဘဝဟာ ပန်းလေးလိုပဲပန်းမွန်လေးလိုပဲနူးညံ့တယ်မြို့သူငယ်လေးပေါ့နူးညံ့တယ်ဒီပန်းလေးလိုသူခူးစိတ်မခံရတဲ့အပြင်မှာခူးစိတ်မခံသင့်ဘူးဒါပေမဲ့အဲ့ဒါကြီးကိုမှခူးစိတ်ခံအောင်နေမဟုတ်ဘူးရုပ်မှာပါခံရတယ်ဆိုတော့မတ်ရိုင်းတာလို့ခေါ်တယ်ဒါလို့မတ်ရိုင်းတဲ့ကလေးတွေရဲ့ကလေးတွေကိုငွေထားတဲ့မိဘတွေအနေနဲ့သိချာစဉ်းစားဖို့လိုတယ်ငါတို့တော့တကယ်လူရုပ်မှာကလေးတွေငွေထားမိပြီပဲဆိုပြီးတော့အဲ့ကလေးတွေနဲ့တူရတန်ရထောင်ထဲကိုထည့်ထားတာကိုပဲပို့တယ်နဲ့ဘာမှကိုသားသမီးဆိုပြီးတော့ဘယ်လိုမတော်တော်ဆဖြစ်နေမှာမရဘူးကြဒါတွေကမတော်တော်ဆမဟုတ်ဒါရွေးချက်ရှိရှိလုပ်တာကလေးချင်းမှားတာတောင်မှပဲ မှားတာကိုတော့ကျွန်တော်တုံတော့နဲ့ဟိုမပြောတာလို့ဝင်မြဲအုပ်စုဖွဲ့လည်းမရင်းကျင်သေးတယ်ဗီဒီယိုလည်းရိုက်သေးတယ်ပြီးရင်ဗါတဲ့ဟို Telegram ရှောက်ပြန်လိုက်သေးတယ်ဟာခင်ဗျာဘယ်တော့မရိုက်တဲ့ကိစ္စကြီးလဲဒါ social media တွေတုံးတယ် TikTok Facebook YouTube အစရှိအဲ့ဒါတွေတုံးပြီးတော့ social media တွေကနေပေးလိုက်တဲ့စိုးကြိုးတွေအဲ့ကလေးတွေလည်းဖြစ်သွားတာ ချိုးသမီးစားဆောင်တွေလည်းဒီလိုမျိုးပဲเนาะချစ်တွန်းကြိုက်တွန်းဟာဖီယူရီရိုက်เนาะပြက်လဲပြက်ကော Telegram မှာရောင်းစားတယ်เนาะပြီးရင်အဲ့ဒီဗီဒီယိုကိုပြပြီးတော့ချိန်ချောက်တယ်ဒါကမိန်ကလေးတိုင်းအထူးကိုတတိထားရမယ်ရှင့်ဒီလိုမျိုးစေကျော်သက်အရွယ်မှာဆိုရင်ပို့ပြီးတော့စိုးရရှင့်ဒီလိုမျိုးစေကျော်သက်အရွယ်ဆိုတာเนาะအရန်ကိုစိတ်ကစားတဲ့အရွယ်ရှင့်ဒီလိုမျိုးအရွယ်ဒီမှာเนาะစိတ်လက်မှန်မာကြီးလှုပ်တက်ကြရင်အချို့ဆိုလို့ရှိရင်ဒီအရာတွေကိုမတားဆီးနိုင်လို့เนาะစောစောစီးစီးအိမ်အောင်နေကြခလေးတွေယူတချို့ဆိုလို့ရှိရင်လည်းเนาะအသက်ငယ်ငယ်နဲ့เนาะအိမ်အောင်ကွဲ ယောက်ျားတွေနှစ်ယောက်သုံးယောက်အဲ့လိုမျိုးတွေဖြစ်တတ်ကြရရှင်ဒီလိုမျိုးအောက်တန်းကြတဲ့ယောက်ျားတွေကလည်းနော်တတတ်ကိုရှိရရှင်ကြီးကြီးငယ်ငယ်ရုံမှကျင်တဲ့ဗီဇပါလာတဲ့သူတွေကရုပ်ကိုရုံမှရရှင်သူများတားပြူသမီးပြူကိုနော်ဒီလိုမျိုးကိုဒီလက်ယောက်ကျူးလွန်တဲ့အကောင်တွေကိုလုံးဝလွတ်မပေးသင့်ဘူးရှင်တရားဥပဒေအရနော်လုံးဝကိုအပြစ်ဒဏ်ကျတဲ့နယ်သူတွေပါရှင်ဒီလိုမျိုးကျူးလွန်ခံရတဲ့မိန်းကလေးကိုလည်းနော်အပြစ်ဝိုင်းမပြောဘဲနဲ့သူ့ကိုအားပေးအားမြောက်လုပ်ဖို့လဲလိုတယ်ရှင်ဒါကသူလိုလိုချင်ချင်နဲ့ဖြစ်သွားတာမဟုတ်ဘူးနော်ဒီမိုက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိန်းကလေးမွေးထားတဲ့မိ ီးခင်တွေလည်းဂေယူဆိုင်ကြပါနော်အဆုံးထိလိုက်ပါကြည့်ရှုပြရတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်